အလုံးမင်္ဂလာပါရှင်ခိုင်ခေါ်ဆော်ဘလေးဆယ် channel လေးရဲ့အလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်အမကြီးနေပြပြပြမိတဲ့အကြောင်းအရာကြတော့အမခိုင်ခေါ်လုပ်ငန်းခွင်သောစာအုပ်ဆိုတဲ့စာအုပ်ကိုတင်ပေးနေတာခုဆိုလို့ရှိရင်တော့ခန်း30ရှိပါတော့ဗီဒီယိုကတော့18ဖိုင်18ဖိုင်မြောက်လောက်ဖြစ်မယ်လို့ထင်ပါတယ်အဲ့တော့ဒီနေ့အခန်း30ရပါကြောင်းလဲဆိုလို့ရှိရင်တော့ခုတပိုင်းစုနော်ဥကောကရှိခတ်တဒီ휘ချဲတွေကိုရွေချားစီတဲ့နီလန်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့휘ချဲအတုံးမျိုးပါမယ် နီးလေးနဲ့ပတ်သက်ပြီးတော့ပြပြပြတာပါခုဒမိုင်းဆိုဝါအဒုခဲနာဟိတိုရအတိုက်ချော်တော့ဝါရိဟိတိုကစကိုင်းမက်စ်ဖွေးချက်ဆိုတာကတဲ့လမ်းမလျှောက်နိုင်တဲ့သူတွေနဲ့ခန္ဓာကိုယ်အခြေအနေရဲ့ပေါ့နော်ဒီတနေရကမကောင်းတဲ့သူဆိုဝါနေတဲ့သူတွေကအသုံးမပြုပါရဲ့တဲ့အဲ့တော့လမ်းလျှောက်နိုင်တယ်ဆိုလို့ရှိရင်တော့တက်နိုင်သမျှလမ်းလျှောက်တာပေါ့နော်ဘာလို့လဲဆိုတော့လမ်းလျှောက်နိုင်ရင်ဒါနဲ့လမ်းမလျှောက်ဘဲနဲ့ဒီ휘ချက်ကိုသုံးမယ်ဆိုရင်လမ်းမလျှောက်နိုင်ဖြစ်သွားမှာဆိုလို့ဒါကြောင့်မို့လို့လမ်းလျှောက်နိုင်တဲ့သူတွေကတော့တက်နိုင်သမျှဒီဒုက္ခောက်နဲ့ပဲဖြစ်ဖြစ်ပေါ့နော် တုံးပြီးတော့မှအကြိတ်နိုင်ရှာဖို့အတွက်အာဘူနိုင်ဖြစ်သွားပြီဆိုလို့ရှိရင်တော့ဝီချဲကိုအသုံးပြုတာပေါ့ဂိုခါရှိခါတာကိုအမချီကာရဲ့လူတို့ဟိုခိနာကြည့်ခုနေနာနေမှာအဲ့လိုမျိုးဝီချဲကိုအသုံးပြုတဲ့ခါမှာတုံးတဲ့ညီလေးနေမှားသွားမယ်ဆိုလို့ရှိရင်တဲ့ဒီဘတော်တဆမှုကြီးကြီးမားမားတွေကိုဖြစ်စေနိုင်ပါ၏တဲ့အန်ဆန်နာဂိုခါရှိခါတာကဒေခူရီယိုနီနာနေမှာရှော့ဒါကြောင့်မို့လို့အဲ့ဒီငင်းငင်းနဲ့ဒီခူဒမိုင်းစုကိုအသုံးပြုမယ်ညီလေးတွေကိုဒီမှာလေ့လာကြမယ်ပေါ့နော်အဲ့လိုမျိုးလောက်ကြရအောင်တဲ့ပြောချင်တာကကိုက အပြုလျှောက်ချောင်းနေတဲ့ဝန်ထမ်းကပေါ့နော်ဒီခုနကအီစုနဲ့ပတ်သက်ပြီးတော့ဘယ်အစိတ်ပိုင်းတွေကဘယ်လိုမျိုးတွေအလုပ်လုပ်တာလဲဆိုရဟာကိုတေချာမတိတာတို့ဒါမှမဟုတ်ရှင်ကိုကတေချာခုနကအီစုသုံးနာမှာ join ချင်တာလို့ဆိုလို့ရှိရင်တဲ့ဒီမှာတော့တခြားမူကြီးတီမမကိုဖြစ်စေနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခုနကအီစုရဲ့အစိတ်ပိုင်းတွေကိုလေ့လာကြမယ်ဘယ်အစိတ်ပိုင်းကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာကိုလေ့လာကြပါမယ်တဲ့အဲ့တော့နံပါတ်၁ကကြတော့တဲအိုရှီဟန်တိုတူပေါ့နော်တဲအိုရှီဟန်တိုတူဆိုတာကကြတော့သူကဒီဝိုင်းပြပေးထားရေပေါ့နော်ဒီအဲ့ဒီအနိုင်က ဟာတွေအကုန်လုံးခြုံငုံပြီးတော့အဲ့လိုမျိုးပြောလိုက်တာပါအဲ့တော့ခိုင်ကိုရှာကအဲဒီမှာဆက်ခိုင်ကျော်ရှာကခုဒမအီစုကိုအကောခတ်စုတို့ခင်းနေစခိုင်အိမတ်အဲ့ဒီအစိပ်ပန်းဆိုလို့ရှိရင်တဲ့ပြုသဆောက်ချင်ဝင်တဲ့ကဒီအဖိုးဖွားကိုပေါ့နော်ကုညီပြီးတော့ခုဒမအီစုနဲ့ခေါ်ဆောင်ပြီးတဲ့အခါမှာအသုံးပြရမယ့်အပိုင်းတွေပေါ့အမဘာတွေပါမလဲဆိုလက်ကင်တန်းပါမယ်ဘရိတ်တွေပါမယ်ပေါ့နောက်နံပါတ်2ကကြတော့ခရီးပူဆိုတာတဲအိုရှင်ဟန်တို့တို့ပေါ့နော်သူကကြတော့လက်ကင်ကိုပြောတာပါအဲ့တော့နံပါတ်2ကကြတော့ဒီလက်ကကင်နဲ့လက်ကင်နေရာလေးကိုပဲပြောပြီးတော့နံပါတ်1ကကြတော့ အဲ့တော့တဲ့ oshi handle မှာဗာဒီပါမယ်ဆိုလက်ကင်ပါမယ် break တွေပါမယ်ပြီးအဲ့ဒီနာအစိပ်ပိုင်းလေးတွေကိုပြောထားတာပါနံပါတ်3ကကျတော့ခိုင်းကြော်ရော့ဘူးတဲ့ခီပေါ့ပြုထောက်ချက်ရင်ဝင်တဲ့ကအတုံးမြုံမဲ့ break ပေါ့သူကကျတော့ဟိုမှာကိုကသွားနေနေမှတစ်ခုခုအရှိမအာဂူနိုက်ဖြစ်တဲ့တစ်ခုခုရှိလို့ break ရက်ချင်တဲ့အခါမှာအဲ့ဒီ break ကိုဆွဲပြီးတော့ဒါဘယ်လိုပြောမလဲအရေးပေါ်အချိန်မျိုးမှာရှက်လိုက်လို့ရတဲ့ break ဖြစ်ပါတယ်နောက်နံပါတ်4ကကျတော့ အခုခိုင်းကြော်ရလို့ပြောထားရလဲဆိုလို့ရှိရင်တချို့ဖိုးဘွားတွေကကြတော့ခုနမယေစုကိုတုံးနေထားပေမယ့်လို့သူတို့ပါသူတို့ဘောနော်ဒီဟိုပြုဆွဲချက်တွေဝင်နေမလို့ပဲနဲ့သွားတာမျိုးတွေရှိတယ်။အဲ့လိုမျိုးတွေကြတော့သူတို့ကဒီအနောက်က break ကိုလှမ်းဆွဲဖို့မမီဘူးပေါ့နော်။ဒါကြောင့်မလို့ခူတူမာအီဆူရဲ့ဒီနမတ်ပေါ့နော်၃ခုမြောက်ကကြတော့ခိုင်းကြော်ရလို့ပြောထားတာ။ပြုဆွဲချက်တွေဝင်နေကနေပြီးတော့လှုပ်ပေးမှရမယ့် break မှုလို့ပါ။နောက်နမတ်လေးကကြတော့ အဲဘတ်ကူဆပ်ပော့တူဆိုတာကကြတော့ဒီအနောက်ကအနောက်အမိပေါ့မြန်မာလူရှင်းရှင်းပြောမယ်ဆိုအနောက်အမိကိုပြောတာဖူဖွားတွေထလိုက်တဲ့ခါမှာအနောက်မှာအမိမရှိဘယ်နဲ့ထိုင်လို့ရှိရင်ပြုတ်ကြမှာပေါ့နော်ဒါကြောင့်မလို့အနောက်မီအနောက်ကိုဘတ်ကူဆိုတဲ့အနောက်ကိုဆပ်ပော့တူလုပ်ပေးတာပါတဲ့နောက်နံပါတ်5ကကြတော့ရှာရင်းဒိုမဲဖူလေးခီပေါ့သူကတော့အဓိကပရိတ်ဖြစ်ပါတယ်သူကဟိုခုနပြောသလိုပဲပေါ့နော်ဒီခိုင်းကျော်ဝင်နှမ်းမပါပဲနဲ့ဖူဖွားတွေကိုယ်တိုင်သုံးမိလို့ရတယ်ပရိတ်နောက်တစ်ခုကကြတော့ အကဲကိုကတနေရနေတနေရပြောင်းနေပေါ့နော်သူအခန်းအနေပြီးတော့ရှော့ခူတို့ကိုပြောင်းနေရှော့ခူတို့ရဲ့သူ့ရဲ့နေရာကိုရောက်ပြီဆိုလို့ရှိရင်အဲ့ဒီ break ကိုခတ်ထားရမှာဖြစ်ပါတယ်နောက်နံပါတ်6ကကြတော့ handle အဲနံပါတ်6ကကြပါ handle မှု handle မှုဆိုတာကြတော့အဲ့တို့လက်နဲ့လှည့်ရရင်နေရပေါ့အဲ့တော့သူကဘယ်လိုလူသုံးတာလဲဆိုလို့ရှိရင်ဒီပြုသထွက်ထွက်ရေးဝင်တဲ့ကိုမလိုဝဲပဲနဲ့သူ့ဘာသာသူခူဒမာကြီးဆိုသုံးတဲ့အဖိုးအဖွာပေါ့နော်အဲ့ခါမှာသူတို့ကအဲ့ဒီ vein လေးကိုလက်နဲ့လှည့်လှည့်ပြီးတော့ရွှေ့တောင်းသုံးတာပေါ့ နံပါတ်9ကကြတော့တဲပင်ခူရန်ပါနံပါတ်9เนาะအဲ့ဒါဘာကိုပြောရလဲဆိုလို့ရှိရင်ကြတော့သူကဒီအထစ်တွေရှိရပေါ့အဲ့ဒီအထစ်တွေကိုတက်တရာတို့ဆင်းတာတို့အချိန်မှာသုံးတာပါပြီးရင်နံပါတ်10ကကြတော့ခိုးရင်သူကကြတော့ဒီခူရမအိဆူရပေါ့เนาะအဓိကဘေးဝင်ပြောတာ နံပါတ်9ကကျတော့ဇန်အတင်အဲ့တော့အနောက်ဘက်မှာရှိရတဲ့ကြောင့်မို့လို့အဲ့တော့ခိုးရင်းဖြစ်သွားပြီးတော့အရှိတ်မှာရှိတဲ့ဇန်းနေပါတော့အဲ့ဒီအရှိတ်ဘက်ကနံပါတ်9ကိုဘယ်လိုခေါ်သေးလဲဆိုလို့ရှိရင် care star လို့ခေါ်တယ်သူကကျတော့ဒီဘိန်းအသေးလေးကိုပြောတာပါပြီးနံပါတ်10ကကျတော့ ammo support တို့ ammo support တို့ဆိုတာကကျတော့ဒီထိုင်လိုက်တဲ့ခါမှာလက်ကိုတင်ထားရတဲ့နေရာလေးပါနံပါတ်7ကကြတော့ site ဒုက္ခတို့ပေါ့နော် site ဒုက္ခတို့ဆိုတာကြတော့ဘေးအကောင်ပြောတာပါအဲ့လိုဘေးအကောင်မထားဘဲနဲ့ဒီတိုင်းမထိုင်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်တို့ရဲ့ဒီ owe စားတွေ ပစ္စည်းတွေရပါတော့ဒီဘိန်းနေမှာသွားညက်ပြီးတော့အာဂူနိုက်ဖြစ်တာဖြစ်တဲ့ကြောင့်မလို့အဲ့လိုဘေးကာလေးတွေထားပေးထားတာပါနံပါတ်7ကကျတော့ရှစ်တိုဆိုတာကတော့သူထိုင်နေနေရပါတော့ထိုင်ဖို့အခင်းလေးကိုပြောတာပေါ့ပြီးရင်ကျတော့ရဲကူဆပ်ပို့တိုရဲကူဆပ်ပို့တိုဆိုတာကကျတော့ဒီခြေသလုံးနေရာကပေါ့နော်တင်ထိုင်နေပြုတ်ကျသွားတာမျိုးဆိုလို့ရှိရင်ခြေထောက်တွေပိုင်းညက်သွားတာမျိုးမဖြစ်အောင်လို့အဲ့ဒီဟာလေးကိုထားပေးထားတာပါခြေထောက်ပေါ့နော်ဒီခြေထောက်ကိုဆပ်ပို့လုပ်ပေးတဲ့ဟာလေးပြီးနံပါတ်14ကကျတော့ဖုတိုဆပ်ပို့တိုဆိုတာကကျတော့ခြေထောက်တင်နေနေရာလေးကိုပြောတာပါ ဲ့တော့ဒါလေးရမခက်ဘူးပေါ့နော်ဒါပေမဲ့လို့အခေါ်အဝေါ်တွေကိုလည်းသိထားတော့လေကိုသူများထဲတပန်းသားတာပေါ့နော်ဟိုက်ဒါဆိုလို့ရှိရင်တော့အမတော်နောက်တစ်ခုဆက်သွားကြပါမယ်နောက်တစ်ခါကျတော့ခိုင်ကျော်နော်ဂျွန်ဘီတို့ချူရီတန်အဲ့တော့ဒီခုဒမိုင်းဆိုအသုံးပြုတဲ့ခါမှာပြန်ထောက်ချက်ရရမယ်ဝေနှန်းကဘာတွေကိုဂျုံးပြီးလုပ်ဖို့လိုအပ်တယ်လဲပြီးရင်ဘာတွေကိုတတိထားဖို့လိုအပ်လဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးပြပြပြမှာဖြစ်ပါတယ်။နံပါတ်1ကကျတော့စခိုင်ခတ်တာကိုမချီကိုင်းတို့အိုခိနာချီကိုနီနာရီမက်စတာအရှင်းမှာလည်းပြပြပြီးတော့ရပါတော့။အသုံးပြုတဲ့နေ့လည်းမှားတဲ့ခါမှာ မတော်တဆမှုကြီးကြီးမမာတွေဖြစ်စေနိုင်တယ်။ခိုင်ကျော်ရှာနောက်ဖူခူဝဇူပွန်အပြုဆွေးထုတ်တဲ့လူကအဝိစားနဲ့ပတ်သက်ပြီးတော့ဘယ်လိုဝတ်ကမလဲဆိုလို့ရှိရင်ပေါ့ပေါ့ပါပါတတလက်လက်ပေါ့နော်ဒီလှုပ်ရှားလို့ရအောင်ပြုစုဆွေးထုတ်လို့ရအောင်လို့ဘာမေဝတ်ကမယ်ခုဆိုဝအွန်ဒိုခုဆိုကဤဒစ်ဖနက်ဆိုလို့ရှိရင်လေဒီအကစားဖနက်ပေါ့နော်ဒီလိုမျိုးလှုပ်ရှားတဲ့အခါမှာကိုယ်အတွက်ဝင်မပြည့်စုံမဲ့ဖနက်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်နော်အကစားလုပ်တဲ့ဖနက်မျိုးတွေကကောင်းပါရဲ့အတရာရှိခို့တို့ဆုရုတို့ခီဝအစ်စုံမခနာနာဆုခွေးခါခဲလို့ရှိမှာ အဲ့တော့တခုခုအသိလောက်တော့မျိုးပြောချင်တာကဥမာသူ့ကိုထမင်းစားနေရနေပြီးတော့ကိုကဘာနော်မှာအဲ့သူတခုခုပေါ့နော်စသဖြင့်ဒီလိုမျိုးဘာပဲအသိလုလုမပြက်မကွက်ခဏလာစုလို့ကမင်းပြီးတော့လို့ရှိရင်ကျတော့ခူရမိုင်းစုကိုအိုကကဆုမိုင်းနေဒီရောရှာတော့တိုင်ချောခါခုနေရှိမယ်ပြီးရင်ခူရမိုင်းစုကိုသူ့ကိုရွှေ့ပြီးသွားပြီပေါ့နော်ဒီလိုမျိုးခိုင်မှာဆိုရင်လေသူ့ရဲ့ခန္ဓာကိုယ်အခြေအနေကအဆင်ပြေရဲ့လားဒါမျိုးကိုကိုကမပြက်မကွက်စစ်စစ်တီးပြီးသွားမယ်ခါခုနေလောက်ကမင်းခူရမိုင်းစု နိအန်ဆန်နိဆိုဝတ်တဲ့ဤသူကကကွန်နရှင်မှာပြီးသွားလို့ရှိရင်လည်းခုဒီမိုင်းဆိုသူရွှေ့ရမယ်ဆိုလို့ရင်သူဒီမှာထိုင်နေတာကသူခြေောက်တွေကဒီခြေောက်တင်ရမယ့်နေရာမှာရှိနေပြီလားစသဖြင့်ဒါတွေကိုကိုကအသေးသေးစစ်စစ်လေးကကွန်နလုပ်ကပါမယ်တဲ့အဲ့တော့လုပ်ငန်းခွင့်ဝင်နေဆိုလို့ရှိရင်တော့ဒါတွေကဘယ်လိုပြောမလဲအရှက်ကြီးခက်တယ်တဲ့မပါဘူးပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကိုကညနေတိုင်းတော့သူခြေောက်ကရောက်နေပြီနော်ဒါဆိုသူ့လက်ကလည်းလက်ရှိရမယ့်နေရာမှာရှိနေပြီဒါဆိုလို့ရှိရင်တနေ့ကနေတနေ့ရောက်သွားရမယ်နော်ဒါဆိုလို့ရှိရင်ရှက်ကူတို့ရဲ့ ikimas ne ဆိုပြီးတော့အမြဲတမ်းပေါ့နော်ဒါလိုမျိုးခိုးခဲ့ခက်ခဲလုပ်ပြရပါမယ်တဲ့ နောက်တစ်ခုကတော့ခရမယေစုနော်အန်ဆန်အောင်ခခုနေရှိမတ်အဲ့တော့ခရမယေစုရဲ့ဒီပါတဲ့အစိတ်ပိုင်းတွေကကောင်းအောင်အလုပ်လုပ်ရလားဆိုတာနဲ့ပတ်သက်ပြီးတော့လည်းခခုနေလုပ်ကပါမယ်တဲ့နံပါတ်၁ကကျတော့ဘူရိခီယာခိုင်ဂျိုဘူရိခီကခီခီမတ်စကာခုနကပြောရဲပေါ့နော်ဒီအဖိုးဖားတွေလည်းအသုံးပြုလို့ရတယ်ဆိုတော့ဘေးမှာရှိတဲ့အဓိကဘရိတ်ရဲ့ခိုင်ဂျော့လောက်တဲ့တွေအသုံးပြုရတယ်ဆိုတော့အနောက်ကလက်ကင်ရဲ့အောက်မှာပါတယ်ဘရိတ်အသေးလေးရဲ့ကတိတိကျကျအလုပ်လုပ်လာပြောရမယ်ဆိုရင်ဘရိတ်တွေကညှစ်လိုက်တဲ့ခါမှာအလုပ်လုပ်လာဆိုတဲ့ဟာကိုခခုနေလုပ်ကပါမယ် တာယာယခုခီကတာယာနခုခီကဟက်တဲ့အီမဆန်ကအဲ့တော့လေဒီကရော့နေလာပေါ့နော်အဲ့တော့လေကရော့နေဆိုလို့ရှိရင်တဲ့ break တွေကကောင်းကောင်းအလုံးမလုပ်ဘူးဒါကြောင့်မို့လို့ဒီတာယာမှာရှိတဲ့လေတွေကရောလျှော်လားမလျော်လားပေါ့နော်လေးရှိလားမရှိလားဆိုတာကိုစစ်ဆေးပြပါမယ်တဲ့ပြီးကြတော့ဇန်နေတို့ခိုးရင်ကရခုနေဥကောခီမတ်ကခုနပြောတဲ့ဇန်နေဆိုတာကအရှိမရှိတဲ့ဘိန်းကာစတာပေါ့နော်ဘိန်းအသေးလေးကိုပြောပြီးတော့အနောက်ကဘိန်းဆိုတာကြတော့အဓိကဒီခုနမိုင်းဆိုရယ်ဘိန်းကိုပြောတာပါအဲ့ဒါတွေကရောတဲ့ အလုပ်လုပ်ရတာဆိုတာစစ်ကမယ်ပြီးတော့ရှင်ဖူတိုဆပေါ်တိုကရှကာတီတိုအာတိုမနီမတ်ကအဲဒီခြေထောက်တင်တဲ့နေရာကရောတိတိစတာလေးရှိတာပေါ့တခါကျလို့ရှင်အဲ့ဒီခြေထောက်တင်တဲ့နေရာတွေကကြတော့ဟိုဘေးကိုရွှေ့လိုက်တာတွေပြီးရင်ဖြုတ်တာတက်တာတွေလှုပ်လို့ရတယ်အဲ့လိုလှုပ်ထားရဆိုလို့ရှင်ကြတော့ဥပမာတော့တွားနေနေမှာသူကကိုအကဲဘေးကွာ ဘေးကိုရွှေ့ထားမိရေပေါ့နော်အဲ့ဒါကိုကိုကတည်တည်ထထအလေးအနီရောက်ပြန်မရွှေ့ပဲနဲ့သွားနေနေမှာချက်လေးပိုင်းပြုတ်ကျသွားပြီဆိုလို့ရှိရင်ဒါအာဘူးနိုင်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒါတွေကရောတည်တည်ထထရှိနေတာဆိုတော့စစ်စစ်ရပါမယ်တဲ့ရှိတိုနိတာဆူမီယခိစုကာရီမာဆန်ကဒီလိုမျိုးသူထိုင်မဲ့နေရမှာပေါ့နော်မတခုခုတန်ရာတွေပါလိမ့်ရရှိနေလားအစားသဖြင့်ဒီလိုမျိုးအဆူးတွေပါလိမ့်ရှိတာထိုင်မဲ့နေရဖြစ်တဲ့အတွက်ကြောင့်မလို့တည်တည်ထထဆစ်ဖို့လိုအပ်ပါရဲ့ဇန်တိုင်တော့ကာတာဆူခိနာတို့ကာရီမတ်စကာ အဲသူကဘာပြောရလဲဆိုလို့ရှိရင်ဂျာတခုနမကြီးဆိုရွှေ့တဲ့ခါမှာဆိုရင်တခုခုကညက်ပြီးတော့အတန်ထွက်နေရမျိုးပေါ့နော်မတက်တက်တက်နဲ့အတန်ထွက်နေရမျိုးတွေစသဖြင့်အထိုင်မျိုးတွေရောရှိနေလားအဲ့လိုရှိရဆိုလို့ရှိရင်မတစ်ခုခွက်ညက်နေရတော့ထိချာအလုံးမလုပ်ရတော့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခုဒမကြီးဆိုနည်းနည်းလေးရွှေ့ကြည့်ပြီးတော့ထိချာလုံးလုပ်လာဆိုတော့စစ်ကပါမယ်တဲ့ပြီးခုဒမကြီးဆိုကရီယောရှာနောက်ခါလာတာနဲ့အတဲအီမတ်စ်ကဒီခွေးချဲကပေါ့ဒီအဖိုးဖားရဲ့ခန္ဓာကိုယ်နဲ့ကိုက်ညီရလာပေါ့မအရင်ကြီးနေတာမျိုးပြီးတော့လို့ရှိရင် ခုဒီမှာဆိုအရန်သေးပြီးတော့ဖိုးဖောက်ခန္ဓာကိုအရန်ကြီးနေရမျိုးပေါ့နော်စာသမီးအဲ့လိုမျိုးမဟုတ်ပဲနဲ့တည်တည်ချာကြိုက်နေမှုရှိရလားဆိုတော့ဒီအချက်တွေကိုစကားပါမယ်တဲ့ဟိုက်ဒီနေ့ကတော့အမဒီမှာပဲရက်လိုက်တော့မယ်နော်ဟိုက်မင်းသားဆရာမတန်နေ